အဲကျွန်တော်လည်းပူပွေးနေတာပထမဆုံးဒါပြန်ဆုံနေပေါ့နော်နောက်နောက်အာဒါနောက်ပိုင်းရိုက်တဲ့ကားတွေထဲမှာပြန်ဆုံရတဲ့ဇာတ်ကားဖြစ်တဲ့ခါကျတော့အမှတ်တရလည်းအဲရှိတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းဇက်အိတ်ဒီစောက်မှုပုံစံတွေကအစပေါ့နော်အာကြည့်တဲ့အချိန်မှာဟိုးအရင်တော့ကကြည့်ခဲ့တဲ့ခံစားမှုမျိုးမဟုတ်ပေမဲ့လည်းဒီလက်ရှိရောက်နေတဲ့အခြေအနေအဲအသက်အရွယ်ပုံမှာလည်းပေါ့နော်ဟိုဟာဒိတ်တင်ရိုက်တဲ့ character မျိုးလေးပေါ့ဒီဇာတ်ကားတွေကဇက်ကောင်က ဟိုပါပေါ့ကိုနဲ့လည်းနည်းနည်းနိစက်မှုရှိတယ်ပေါ့နော်တရုတ်ဆောင်ရတဲ့ချိန်မှာထွေထွေထူးထူးအများကြီးလှုပ်ယူစရာမလိုတဲ့ဇက်ကောင်မျိုးလည်းဖြစ်နေတယ်ပေါ့နော်အင်တာဘက်ပေါ်မှာအရန်ချစ်တက်ပြီးတော့ဘယ်လိုခုံလဲဆိုတော့ဒီမိသားစုပေါ်မှာလည်းအရန်ကိုတစ္ဆာရှိတဲ့မျိုးသားတယောက်ရဲ့ပုံစံပေါ့နော်အဲအဲ့လိုပုံစံလေးနောက်ပြီးတော့ဒီဘယ်လိုခုံလဲဆိုတော့ဒီအလုတ်ကိုပဲဦးစားပေးပြီးတော့တခါလေကြာလို့ရှိရင် မေတ္တာရရတဲ့တခါကြရင်ပြောင်းနေတတ်တယ်ဆိုတဲ့ဟာမျိုးလေးတွေပါတယ်ပေါ့နော်ဒီဇာကားကတော့ဒါလူနေမှုပုံစံဟွာပေါ့ကွာချားမှုပုံမှန်မူတည်ပြီးတော့ကျွန်တော်ဇလန်းတိဆောက်ထားတဲ့ဇလန်းပုံစံနော်အဲ့တော့ဒီကားလေးမှလည်းဒါအဲကျွန်တော်လည်းပူပွေးနေတာပထမဆုံးဒါပြန်ဆုံနေပေါ့နော် နောက်နောက်အာဒါနောက်ပိုင်းရိုက်တဲ့ကားတွေထဲမှာပြန်ဆုံရတဲ့ဇာတ်ကားဖြစ်တဲ့ခါကျတော့အမှတ်တရလည်း အဲရှိတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းဇက်အိတ်ဒီစောက်မှုပုံစံတွေကအစပေါ့နော်ဒါကြီးရှုအပေးမဲ့ပြိတ္တအတွက်ကိုလည်းအများကြီးကျွန်တော်စဉ်းစားပြီးတော့မှဒီကားလေးကိုရွေးချယ်ဖြစ်တာပေါ့ဟုတ်ဟွာပေါ့ဟွာဇလန်းဖတ်တဲ့အချိန်မှာလည်းဟိုဟာဒီဇက်ကားလေးကတော့ဒါရိုက်ကူရရမယ်ဇလန်းတစ်ခုလုံးကျွန်တော် လုံးတတ်မိရေပေါ့နော်နောက်ပြီးတော့ဖွေးနဲ့ကျွန်တော်လည်းဒါပြန်ပြီးတော့ဟိုကြည့်တဲ့အချိန်မှာပြိတ္တအနေနဲ့ကလည်းပြန်ဒီဒီကားလေးပေါ်မှာ အာကြည့်တဲ့အချိန်မှာဟိုးအရင်တော့ကကြည့်ခဲ့တဲ့ခံစားမှုမျိုးမဟုတ်ပေမဲ့လည်းဒီလက်ရှိရောက်နေတဲ့အခြေအနေအဲအသက်အရွယ် ပေါ်မှာလည်းပေါ့နော်ဟိုဟာဒိတ်တင်ရိုက်တဲ့ character မျိုးလေးပေါ့ဟိုကျွန်တော်တို့ဟိုအရင်တော့ကရိုက်ခဲ့တဲ့ Zealand presentation မျိုးမဟုတ်တော့ဘဲနဲ့ဒီအသက်အရွယ်တစ်ခုမှာရောက်လာတဲ့အချိန်မှာရိုက်ရိုက်ပူးမှုအော်လောရမယ်နောက်ပြီးတော့အဲအမှုပညာလောကမှာအချိန်ကြာကြာလာ ဖြတ်တန်းထားပြီးသားတရုတ်ဆောင်တွေစုံတွေ့ရမယ့်ဇလန်းတိုက်မျိုးပါပဲအဲအဲ့လိုမျိုးကိုပဲဦးစားပေးပြီးရွေးထားတာပါအာဒီထဲမှာကတော့အေးပေါ့ဘယ်လိုခေါ်မလဲဆိုတော့အာဒီထဲမှာတော့ main testing ကတော့ကျွန်တော်တို့3ယောက်မှမှာတော့3ယောက်ဆိုတာတက်ကို4ယောက်လို့ပြောလို့ရတယ်ပေါ့နော်အာ4ယောက်ကရင်ပြီးတော့မှဒါကြိုင်ဆိုင်အတင်ချအပေးယူနေလဲလောက်ရမဲ့ဇလန်းပေါ့ဟာဟာအများကြီးတော့မစင်စားလဲရပါဘူးဘာလို့ဆိုတော့ဒီဒီဇကားတဲ့ဇက်ကောင်ကဟိုပါပေါ့ ကိုနဲ့လည်းနည်းနည်းနှိစက်မှုရှိတယ်ပေါ့နော်တရုတ်ဆောင်ရတဲ့အချိန်မှာထွေထွေထူးထူးအများကြီးလှုပ်ယူစရာမလိုတဲ့ဇက်ကောင်မျိုးလည်းဖြစ်နေတယ်ပေါ့နော်အဓိကတော့ဇလန်တင်ဆက်မှုပုံစံနဲ့ presentation ကိုပဲဦးစားပေးထားတာပါဟိုဟာမျိုးကြီးအရင် character ထူးဆန်းကြီးတော့လည်းမဟုတ်ပါအော်ဟိုဟာပေါ့အရင်ချစ်တတ်တယ်လေဒါကဘယ်လိုခုံလဲဆိုတော့ကိုယ့်ရဲ့အင်တာဖက်ပေါ်မှာအရင်ချစ်တတ်ပြီးတော့ဘယ်လိုခုံလဲဆိုတော့ဒီမိသားစုပေါ်မှာလည်း အရန်ဟိုတစ္ဆာရှိတဲ့မြို့သားတယောက်ရဲ့ပုံစံပေါ့နော်အဲအဲ့လိုပုံစံလေးနောက်ပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဒီအလုတ်ကိုပဲဥစားပေးပြီးတော့တခါလေကြာလို့ရှိရင်အမေတ္တာရရတဲ့တခါကြာရင်ပျောက်နေတတ်တယ်ဆိုတဲ့ဟာမျိုးလေးလေးပါတယ်ပေါ့နော်အဓိကတော့ဒီကားမှာဟိုမင်းတိလှဆိုတဲ့ဇက်ကောင်ပေါ့နော်အဲ့ဇက်ကောင်ကပုံမှန်ကျွန်တော်တို့ဟိုချစ်တတ်တာတဲ့ပို့တဲ့ချစ်ချင်းမျိုးနဲ့ချစ်တတ်တဲ့ယောက်ျားတယောက်ဦးတယောက်စား ဒါတော့ရိုက်လိုက်တဲ့အချိန်မှာတော့တထက်တယ်ကြမကြဆိုတော့ကြာကြည့်ရမှာပေါ့လေဟုတ်ဟုတ်ဟုတ်တယ်ဟိုကျွန်တော်တို့ပြိတ္တအတိမပြုခဲ့တဲ့ဇာကားတွေဆိုလို့ရှိရင်တော့အချစ်ကားတွေပုံများတယ်ပေါ့နော်အအချစ်နဲ့ဒီဒရမာနဲ့ရောတဲ့ဇာလမ်းတွေကပုံများတယ်ဆိုတော့ဘာဖြစ်ဖြစ်လေအဲဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်နဲ့ဦးဝင်းနဲ့ပြန်ရတဲ့အချိန်မှာလေဟိုအချစ်ကားပေါ်မှာအချစ်ခံပြီးတော့မှ တခြားရသလေးပြန်ထည့်တာပေါ့လေအဲအဲ့အဲ့သဘောမျိုးလို့တော့မြင်ပါတယ်ဗျဟုတ်တယ်နည်းနည်းလေးဒီဒီကားမှာကတော့ပိုးပွင့်နဲ့ကျွန်တော်လည်းအစရေကဒါညားပြီးသားပေါ့အဲအဲ့လိုမျိုးပေါ့ဆက်လိုက်လို့အိမ်တော်ရေးဘက်ကိုပဲဦးစားပေးထားတာအိမ်တော်ရေးနဲ့အဲအဲဘယ်လိုခေါ်မလဲဆိုတော့အိမ်တော်ရေးရဲ့အဖြစ်အပျက်လေးတစ်ခုပေါ့နော်အိမ်တော်ရေးမှာအဖြစ်အပျက်ဖြစ်ပျက်တတ်တဲ့အဖြစ်အပျက်တစ်ခုနောက်ပြီးတော့ အော်အိမ်ဆောင်ရေးမှာလည်းဘယ်လိုခေါ်မလဲဆိုတော့ထိသိမ်းနိုင်ဖို့အရေးကြီးရယ်ဆိုတော့တဦးဥပမာတဦးထိသိမ်းနိုင်ဖို့အရေးကြီးရယ်ဆိုတဲ့ပုံစံလေးပဲဘယ်လိုမျိုးလဲတွားလာဟိုအဲ့လိုမျိုးတော့လည်းဟိုပါပေါ့ပြင်က live နဲ့တော့အများကြီးတော့ကျွန်တော်တို့ compare လုပ်ပြီးတော့တော့မရပါဘူးအော်အဓိကပါလဲဆိုတော့ကိုအသက်အရွယ်နဲ့ live ဖက်တဲ့ဇက်ကဇလန်းမျိုးတွေကိုလည်းဒါကိုယ့်စီကိုရောက်လာတာပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဇက်ကောင်တိဆောက်တယ်ဆိုလို့ရှိရင်အဲ့ဇက်ကောင်မှာရှီတင်ရှီထိုက်တဲ့ အဲ character flow တွေပုံမှာလည်းကျွန်တော်တို့ကအများကြီး develop လုပ်ပြီးတော့ဆိုဆွေးနွေးရတာဖြစ်တဲ့အခါကျတော့ဇက်ကောင်တိုင်းကတော့အပြင်နဲ့နှိစက်ဖို့ဆိုတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာမင်းတီမင်းတီလာဆိုတဲ့ဇက်ကောင်ကကြတော့ဟိုဟာပေါ့နော်ဟိုဟာဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့အဲဘယ်လိုခေါ်မလဲတိဆောက်ထားတဲ့ပုံစံကကြတော့ကျွန်တော်တို့ဟိုမြင်နေကြဟိုအမျိုးသားတွေမှာရှိ ပျောက်ဆုံးနေတယ်ပေါ့နော်အဓိကတော့အမျိုးသားတွေမှာနည်းနည်းလေးပျောက်ဆုံးနေတဲ့ချက်ချင်းမြစ်တာပို့ပြီးတော့ပေါ်ကျူထားတဲ့ကားလို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်အာဒီကတော့ဒါသူ့ရဲ့နုပညာရည်သွေးကိုတော့ဒါပြိသက်တွေလည်းမြင်တွေ့ဖွင့်ပြီးသားပေါ့နော်အဲဟိုအစ်အစ်ဆိုပေမဲ့ဒါပြိသက်စီကိုအာဒီမင်းဆက်ရဲ့အနုပညာခံတိမှုတွေက ဒါရောက်လဲရောက်ပြီးသွားပြီနောက်ပြီးတော့နောက်ထပ်လဲရောက်ဖို့လည်းရှိတယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီနောက်ထပ် generation ပေါ့နော်ဒီ targeting နဲ့ပတ်သက်တဲ့ဒီ generation တခုဟိုဒီလိုမျိုးစ조사ပြီးတော့ဒီလိုမျိုးပြိသက်ရှင်တွေကိုရောက်အောင်အာရိုက်ရိုက်နိုင်တဲ့အဲဒီငယ်မျိုးဆက်တွေကိုလည်းတွဲပြီးတော့ကျွန်တော်တို့ကလှုပ်လှုပ်ချင်တာလည်းတကြောင်ပေါ့နော်နောက်ပြီးတော့ဒီမျိုးအဲအမှုပညာကိုစ조사နေတဲ့လူငယ်တိုင်းရဲ့အခွင့်အရေးကိုလည်းကျွန်တော်တို့ကဟိုပေးကျင်တဲ့တကြောင်ပေါ့နော်ပေးကျင်တယ်ဆိုတာကတော့ကိုယ်တွေလည်း ဒါအလုပ်လုပ်လို့ရနေတဲ့အချိန်မှာဒီလိုမျိုးပူပေါင်းပြီးတော့ဟောဆောင်ရွက်ပြီးတော့မှကျွန်တော်တို့ဒီအမှုပညာပစ္စည်းတစ်ခုကိုပရိသတ်စီကိုအရောက်ပို့ပေးရှင်ခဲ့တာလည်းပါတာပေါ့နော်အဲ့စိတ်နဲ့ဒီဒီကားလေးတွေတော့လက်ခံဖြစ်တာပေါ့နောက်တစ်ခုကကြတော့ဝင်းနစ်ပြေပေါ့အဲဝင်းနစ်ပြေကကြတော့ဖိုးအရင်ဆုံးကလေးကပေါ့နော်ကျွန်တော်တို့နဲ့ဒါကားရည်လည်းအပြင်မှာလည်းစုံမှုရယ်ပေါ့နော်ပြင်မှာလည်းဒါခင်မင်မှုရယ်ရှိပါတယ်အဲအမေရုပ်ရှင်ရင်ဒီကျွန်တော်တို့မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့အဲသူနဲ့ပတ်သက်ပြီးတော့လည်းဒီကားလေးကိုအမှတ်တရလည်းဖြစ်စေခြင်းနဲ့ အပူပွေးရဲ့ကျွန်တော်ရဲ့ဒီ၃ရက်ရဲ့ပေါ့နော်နောက်ထပ်နောက်ထပ်အမှုပညာရှင်ကြီးငယ်မြမငယ်လေးတွေလည်းပါသေးရပေါ့နော်အဲဒါအကုန်လုံးပူပေါင်းပြီးတော့ဒါမမြင်ဘူးတဲ့အတွဲဆက်ကလေးကိုပရိသတ်ကိုလည်းပြစီပြပြခြင်းနဲ့ရွေချက်ကလေးကြောင့်ဒီဟာလေးကိုရိုက်ဖြစ်တာလားဒါကတော့မျိုးစုံပေါ့နော်ကျွန်တော်တို့ကဒီနှစ်ကြာကြာဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကတော့ဒီအတွေ့အကြုံကိုတော့ကျွန်တော်တို့ဒီအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့က အာဟိုလမ်းကြောင်းတစ်ခုပေါ်မှာဟိုအမှားနဲ့အောင်တက်မှတ်ပြီးလို့ရတာပေါ့လေအဲဒါအတိတ်တွေစီကနေရတာကကြတော့ဗာလဲဆိုတော့တစ်လွင်မှုပေါ့ဒါကတော့ဒါပြောစရာမလိုဘူးသူတို့ရဲ့အတွေးခေါ်ယူဆနောက်ပြီးတော့တင်ပြမှုပုံစံလေးပေါ့နော်ဒါတွေကကျွန်တော်တို့နှစ်ကာလပြောင်းလဲလာတဲ့အလျောက်တစ်နည်းနဲ့တစ်နည်းအမှုပညာလောကဆိုတော့ပြောင်းလဲနေရပဲဆိုတော့လေဒီပြောင်းလဲမှုတွေကိုဟိုသူတို့ဒီပြောင်းလဲမှုတွေကဒီအတိတ်တွေစီကနေပြန်ပြီးတော့ထင်ဟပ်တာလေးလေးရှိပါတယ်ဆိုတော့အဲ့ဒါတွေနဲ့အကုန်လုံးပေါင်းဆက်ရတာပေါ့ ဒီမတမရာဆိုတော့ရုပ်ရှင်ဇာတ်ကားတွေမော်ရုပ်ရှင် production ရနေပြီးတော့မှကျွန်တော်တို့ထုတ်လုပ်မယ်ပေါ့နော်ဆိုတော့ဒီနေ့ကဒါပရိသတ်ကိုအတိပေးရဲ့အဲပွဲလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးမှာကျွန်တော်ကတော့ဒါမင်းတီလာမင်းတီဟာပေါ့နော်မင်းတီဟာဆိုတဲ့ character နဲ့အဲပရိသတ်အကိုကျွန်တော်ကဟိုကစူးစားခွင့်ရတဲ့ဇာတ်ကားလေးပါဆိုတော့ကျွန်တော်ရဲ့ပူပူရဲ့ဝင်းတပြေရဲ့နောက်တဲ့အမှုပညာရှင်ဒီကို အမှန်တည်းများစွာအနေဖြင့်တော့ဒီကားလေးကိုအကောင်းဆုံးအောင်ကြိုးစားကြပါမယ်လို့အော်ပြောချင်ပါတယ်ခင်ဗျာဟုတ်